ဲမောင်လေးကြီးလိုက်ပါတော့မမတော့ပြချင်နေလေကဲကြီးလိုက်ပါတော့မောင်လေးဆိုပြီးပါကိုလည်းပြန်ကြည့်ရောအာငါသားတွေလှုပ်ခဲ့ပါလားဆိုပြီးတော့နှကန်းကိုကိုက်လိုက်သေးရပြီးကျတော့သူတွေကိုလည်းအတောင့်လိုက်မျိုးချလိုက်သေးရကျွန်တော်အဲ့ဒါကိုကြည်ပြီးမှလေကိုယ့်အနေကိုရှက်တယ်အပြင်လူတယောက်အနေနဲ့ကြည်ရရင်ကျွန်တော်ယွန်းပါတယ်ဗျကျွန်တော်ကရှိယူလေးနော်ကြည်မယ်ဆိုပြီးစိတ်ဆုံးဖြတ်ချက်ချလိုက်ရင်လည်းမျက်လုံးကမရဘူးသူ့ကိုကြည်ရင် ကိုကမလုံလာမလုံမလဲဖြစ်လာအင်းအကူမလို့သေးဘူးလားအင်ဖော်မလို့သေးဘူးလားအဲကျန်းလဲတိုက်တတ်ပါတယ်အဲ့ရတဲ့ကိုပို့ပြီးမှကောင်းအောင်တိုက်ပြမယ်ဆိုရတာလေဆိုတော့အင်းအကူမလို့သေးပါဘူးတစ်ဖက်မှာလည်းမမမျက်စံဒီကအာသူရဲ့ အိမ်မှာအခုညီဖို့အဘန်ကလေးကိုခံထားတာတွေရှိပါတယ်အဲ့အကြောင်းကိုလောလောဆယ်တော့ဘာမှတုံ့ပြန်မှုတော့မရှိပါဘူးကျေးဇူးတင်ပါတယ်လို့နောက်အခုအိမ်ဖို့မလို့သေးပါဘူးလို့ခိုးစားတဲ့အတီးကပူချူရာရယ်ပြီးကြတော့တပြေရဲ့ဆွဲဆောင်မှုအားတွေမှာသူမယုံထွက်နိုင်တာရယ်နေနေရောက်ပဲတူတူရှိမှအခွင့်အရေးကိုကိုကြီးကဘာလို့လဲဆွဆွဖန်ရပါလဲဟမ်အောင်ရယ် ကျွန်တော်ဒီတီမင်လက်ကရိုက်တာပေါ်မှာရှင်ယူတယောက်အနေနဲ့ကကြတော့ကျွန်တော်အားရကျေနပ်ပါတယ်ဒီထက်လည်းအပူပြီးမှပြိသက်တွေအားပေးမယ်လို့မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့နောက်အဆက်အဆက်တွေမှာလည်းအကောင်းဆုံးတွေကျွန်တော်ကြိုးစားထားလို့ပါတီမင်လက်ကရိုက်တာမှာကြတော့တီမင်လက်ကကြတော့သူ့စိတ်ကတပြည့်ပေါ်မှာပူပြီးမှตายาหมี่ตัวราบ่เนาะทิมินละก็จ้ะรอหยอกจาเตี่ยวสู่ราโกยแม้มอาโกราคันชินเดโกยแม้มเยอ่า အာချီချူစကားလေးတွေကြားချင်တယ်ဂုံပြူစကားလေးတွေကိုသူကကြားချင်တယ်လိုချင်တယ်သူအပြင်မှာဘလောက်ပဲလုပ်ငန်းတွေအောင်မြင်ပြီးအပြင်ကနေဘလူပဲချီချူးနေပါစေကို့မိမရဲ့ချီချူးတန်စကားတိတ်တိတ်လေးကအဲ့ဟာကကြတော့သူ့ရဲ့တဘွားစာပဲကဘာပဲအဲ့အဲ့လိုမျိုးသူမခံရတော့တပြေကသူ့ကိုအရှင်သခင်လို့ပြောလိုက်တော့သူကလောလောဆယ်တော့တပြေပေါ်မှာပုံပြီးအချစ်များမယ်လို့ထင်ပါတယ်ဗျကျွန်တော်ရှိอยู่တယောက်အနေနဲ့ဒီဇလန်တဲကိုကြည့်ရတဲ့အချိန်မှာအကုန်လုံးလဲတီးကြမှာပါ ချင်းမင်းလက်ကကြတော့မမကြီးကသူ့ကိုဆက်ဆံတာကကြတော့သူ့ကိုပြည်စုံအောင်ထားတယ်လိုလေတင်းမရှိ ပြည်စုံအောင်ထားတယ်ဒါပေမဲ့ယောက်ျားတယောက်လိုဆက်ဆံတာချင်းမင်းလက်ကသူကမခံစားရဘူးတစ်ဖက်မှာလည်းမမကြီးကအရန် strong ဖြစ်တယ်အရန်လုပ်ငန်းကိုအကောင်းဆုံးသူကလုံနေတဲ့ဥစည်းဥဆောင်နေရဲ့ပြိုင်ဘက်တွေအားလုံးနဲ့ဥစည်းဥဆောင်နေတဲ့သူကလုံငန်းရှင်တယောက်ဖြစ်တယ်။တစ်ဖက်မှာလည်းထင်မင်းလက်လည်းသူ့စိတ်ကံစားချက်နဲ့သူရှိနေတော့အဲ့လိုမျိုး မခံစားရတော့ထင်မြင်လက်ကတခါကိုခန္ဓာကိုနှိပ်ပေးရအခန်းပခုံးနှိပ်ပေးရအခန်းဆိုရင်ထင်မြင်လက်တောင်ပြောလိုက်သေးရဲ့လေမမကြီးကကျွန်တော်ကိုအကလေးလို့မှုပေးကြိုက်တယ်လို့မျိုးဟိုရလို့ဒီရလို့ပဲအာပြောနေရယ်ဆိုပြီးမှထင်မြင်လက်တောင်သူ့ခံစားချက်ကိုဖွင့်ဟလိုက်သေးရဲ့ပေါ့နော်အဲ့ချိန်မှာအဲထင်မြင်လက်ကကြတော့အဲ့အရာတွေကိုစီးစိမ်ကိုလိုချင်တာမဟုတ်ဘူးသူကတကယ်ပဲဂုံပြုစကားသူ့ကိုချီးကျူး ပြီးပြောတဲ့စကားကိုလိုချင်တာပါဗျဟုတ်တပြေချစ်မချစ်တော့ထမင်းလက်ကိုချစ်မချစ်တော့ထမင်းလက်အနေနဲ့မတိပေမဲ့ထမင်းလက်ကကြတော့သူ့ရဲ့အာကူမှုမှာအေးပြော်တော့တာပေါ့ဘာပဲဖြစ်သူမရနိုင်တဲ့အရာကိုတပြေကပေးရအာတပြေကသူ့ကိုအာကူတယ်ပြီးကြတော့ဒီရုပ်ရုပ်ပိုင်းဆိုင်ရာပေါ့နော်တပြေရဲ့စိတ်မှာဘလူပဲရှိနေရှိနေတော့မတိဘူးဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာမှာကြတော့တပြေကအကောင်းဆုံးထမင်းလက်ကြွေစင်းအောင်လုပ်နိုင်တယ် ဖြိုရည်လာဖြိုတိုက်တဲ့အချိန်မှာသူ့အရှင်တခင်ပေါ့နော်တပြေရဲ့ဘရင်ပါပဲဆိုပြီးမှပြောလိုက်တဲ့အချိန်အဲ့စကလုံးကြောင့်မို့ပို့ပြီးမှကျွေးဆင်းသွားတာအဲ့အချိန်မှာနောက်မှပြန်ပါလာတာကကြတော့အာအင်တာကျန်းတိုက်တဲ့ပေါ့နော်တိုက်လိုက်ကျန်းတိုက်တာတွေပြီးပြီးကြတော့မြန်မာမုတ်ကျွေးရာတွေအဲ့အရာတွေကပြန် sporting ပြန်ဖြစ်လာတော့ပြန်ပါလာတော့ပို့ပြီးမှရင်ခုန်သွားတာပေါ့တပြေးကိုအဲ့ချိန်မှာကျွန်တော်အပြင်လူတယောက်အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ထင်မင်းလက်ကိုအရင်ယူပါတယ်ဗျ ကျွန်တော်လည်းအမျိုးယောက်ျားကျွန်တော်မဖြစ်ချင်ပါဘူးမကြိုက်ဘူးဒါပေမဲ့ကျွန်တော်ကရှိอยู่လေเนาะအဲ့ဒါကကျတော့ဇက်ကောင်ကဇက်ကောင်ဖြစ်နေတဲ့အတွက်ကြောင့်မို့ထင်းမြင်လက်ဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဇက်ကောင်အပေါ်မှာအားရပါတယ်အဲ့ဒီစမ်းတိုက်နေတဲ့အပေါ်မှာကျွန်တော်ထင်းမြင်လက်ဆိုတဲ့ character twin ထားတော့ထင်းမြင်လက်ဖြစ်နေတော့ဘလို့ပြပြစသွေးတွေလိုက်မြူချလိုက်လဲကျွန်တော်လည်းမသိဘူးပြကြတော့ဘလို့အန်တွေပါတွေဘာလို့အဲ့လောက်ထိကြိတ်သွားတာလဲကျွန်တော်လည်းမသိဘူးအဲအဲ့လိုဖြစ်နေတော့သူကနေသူဖြစ်သွားတာပြကြတော့မှ ထွက်လာတော့မှကိုလည်းပြန်ကြည့်ရအောင်ငါသားတွေလုတ်ခဲ့ပါလားဆိုပြီးတော့ကို့ဟာနဲ့ကိုရှက်တယ်ပြီးကြတော့ကို့ဟာနဲ့ကိုဘယ်လိုပြောရမလဲအပြင်လူတယောက်အနေနဲ့ကြည့်ရရင်ကျွန်တော်ယွန်းပါတယ်ဗျကျွန်တော်အဲ့လိုမျိုးအိမ်ထောင်ရေးတွေကိုကျွန်တော်မကြိုက်ပါဘူးဗျနှခမ်းကိုကိုက်လိုက်သေးရပြီးကြတော့သူတွေကိုလည်းအတောင့်လိုက်မျိုးချလိုက်သေးရကျွန်တော်အဲ့ဒါကိုကြည့်ပြီးမှလေကို့ဟာနဲ့ကိုဟာဘယ်လိုကြီးလဲပေါ့ဒါဒါပေမဲ့အဲ့လိုမျိုးဖြစ်သွားတာကိုကြတော့ကို့ဟာနဲ့ကိုကာရိုက်တာဝင်တယ်ပြီးကြတော့ တရိတာရဲ့ပံ့ပိုးမှုလည်းအများကြီးပါနေတော့အရန်ကျဉ်တ်ပါတယ်ကျွန်တော်တပြေရဲ့ခန္ဓာကိုယ်ကောက်ချောင်းတွေကိုကျွန်တော်ကမကြည့်ရတာကြည့်မယ်ဆိုပြီးစိတ်ဆုံးဖြတ်ချက်ချလိုက်ရင်လည်းမျက်လုံးကမရောက်ဘူးသူ့ကိုကြည့်ရင်မလုံမလဲဖြစ်လာတယ်ဘာလို့လဲဆိုတော့မတိဘူးအဲ့ဒီအချိန်တည်းကစိတ်ကအဲ့လိုဖြစ်နေရအဲ့ချိန်မှာတရိတာမမဘုံလည်းပြောပြောတယ်ဒီမလလုံလိုက်တော့မင်းအဲ့လိုဖြစ်မှအဆင်ပြေမှာဆိုပြီးမှအဲ့ချိန်မှာ တပြေလဲ spotting ပေးပါလေ။ကဲမောင်လေးရေကြည့်လိုက်ပါတော့မမတော့ပြချင်နေကဲကြည့်လိုက်ပါတော့မောင်လေးရေဆိုရင်ဒါအမတင်တဲ့ဘူကလေးစားเสียအရန်ကောင်းတဲ့လူထဲမှာပါပါပါလေ။သူလဲကျွန်တော်ပေါ့နော်အဲ့မှာကြည့်ရဲအောင်အများကြီး spotting ပေးရဲ။အဲ့ချိန်မှာကျွန်တော်လဲစေစုံမြတ်ချက်ချပြီးမှကြည့်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးသွေးမျိုးတဲ့အဆင့်ထိဖြစ်သွားတော့ကျွန်တော်လဲသူရအာသာချက်ကကြတော့တပြေရခန္ဓာကိုယ်လဲလာတယ်ရုပ်လဲရှိရခန္ဓာကိုယ်လဲရှိရဆိုတော့ သူကဘာဖက်ပါပဲဖုန်းစိမ်းတွေအရန်ဝင်လာပါတယ်အနေနဲ့အရက်ရက်ကနေစအဖုန်းဆက်လာတာတွေရှိရဲ့ချက်ပေါက်တွေမှာလာပြောတာတွေရှိရဲ့ပေါ့နော်အာအင်အကူမလို့သေးဘူးလားအင်ဖော်မလို့သေးဘူးလားအဲကျန်းလဲအာ တိုက်တတ်ပါတယ်အကုန်လုံးခိုင်းလို့လည်းအဆင်ပြေပါတယ်ဝေယဝဇ္ဇတွေလည်းအကုန်လုံးလှုပ်ပေးပါမယ်ဆိုပြီးမှလာစတာပေါ့နော်ကျွန်တော်လည်းအဲ့ပုံမှာစိတ်မဆိုးပါဘူးပို့ပြီးမှတော့သူတို့ကိုကျေးဇူးတင်ပါတယ်ဒီမင်းလက်ကာရိုက်တာကိုအခုလိုအမတ်တရားတွေရှိပေးလို့အဲ့ချိန်မှာလာလာပြောတာတွေကြတော့အများကြီးရှိပါတယ်ဒီမင်းလက်ကိုအပြစ်မမြင်ရက်ဘူးအာစမ်းတိုက်နေရအဲ့အထက်ကိုပို့ပြီးမှကောင်းတိုက်ပြမယ်ဆိုရတာဒီဗီဒီယိုတော့ပို့ထားတဲ့လူတွေရှိသေးတယ်ကျွန်တော်အဲ့အရာကိုဥသက်နေတာ ဘာမှတုံ့ပြန်မှုတော့မရှိပါဘူးကျေးဇူးတင်ပါတယ်လို့နောက်အခုအိမ်ဖော်မလို့သေးပါဘူးလို့အဲအခုမလို့သေးပါဘူးလို့ပဲပြန်ပြောလိုက်ပါတယ်အဲ့ကာရက်တာမှာစီမျောထားတဲ့အချိန်မှာအဲ့လိုမျိုးပဲနေမှာခိုးစားတဲ့အတီးကပူချူရာရယ်ပြီးကြတော့စိတ်လှုပ်ရှားမှုကောင်းတာရယ်ပြီးကြတော့အဓိကကျတော့ဒီတပြေရဲ့ဆွဲဆောင်မှုအားတွေမှာသူမယုံထွက်နိုင်တာရယ် အချစ်နုံမှာညစ်သွားတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဗျဟုတ်အမတင်းသေးဘူးနေကြတော့ကျွန်တော်ကသိမ့်မခင်ဘူးဗျဒီယမက်ဇလန်တဲနောက်ပိုင်းမှာတော်တော်လေးခင်သွားတယ်ပြီးကြတော့အမလည်းအာစီနီယာကောင်းတယောက်ပါအများကြီးအာတွင်တင်ပေးရယ်လမ်းပြပေးရယ်တွဲတွဲခေါ်ပေးရယ်အပေါ်မှာကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အမကိုလည်းအာအမြဲတမ်းကျွန်တော်တို့နှစ်ယောက်ကကွန်မန့်တွေမှာလည်းခွီရယ်ချက်ပေါက်တွေမှာလည်းခွီပြီးမှတောင်းတဲ့တယောက်ခွီနေကြတာပဲတင်းသေးဖို့မို့လို့ဖောက်ပြန်တာဆိုတာကကြတော့ ရှိယူတယောက်အနေနဲ့ကတော့နည်းနည်းတော့စဉ်းစားစရာတည်းပါသွားပြီဒါပေမဲ့ဇက်ကောင်ထင်မင်းလိုက်အနေနဲ့ပြန်တွေးမယ်ဆိုရင်တော့အဲ့စကားကမန်နေလို့ပြောရမယ်ဘာလို့လဲဆိုတော့ထင်မင်းလက်တော်မှအေးပျော်ဆင်းသွားတာကိုအဲ့အကြောင်းမို့ပါ